ရွေးကောက်ပွဲကျင်းပမဲ့ချိန်ကာလကိုထုတ်ပြောပြီးနောက်တရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနအာရှရေးရာဒုက္ကိုစလဲမစ္စတာတိတ်ရှိကျွန်းကပြည်သူ့ဘောဆောင်တဲ့ပူပေါင်းမှုတွေအတွက်မလ17ရက်နေ့မှာစစ်ကောင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ရဲ့ဘယ်လာရစ်ခီးစဉ်တွင်အထွေထွေရွေးကောက်ပွဲကိုခုနှစ်ဒီဇင်ဘာဓမ္မမဟုတ်နောက်နှစ်ဇန်နဝါရီစောပိုင်းမှာကျင်းပဖို့စီစဉ်ထားတယ်လို့ထုတ်ပြောထားတာပါ။မစ္စတာတိတ်ရှိကျွန်းက စစ်ကောင်းဆောင်နဲ့တွေ့ဆုံရမှာစစ်ကောင်စီကောင်ထယ်ပေါ်နေတဲ့ရှေ့လူငန်းစီ9ရက်နဲ့ရွေးကောက်ပွဲကျင်းပရေးကြိုတင်ပြင်ဆင်မှုတွေပေါ်တရုတ်နိုင်ငံကပြည်သူ့ဘောဆောင်နဲ့ပူးပေါင်းမှုတွေပြုလုပ်သွားမယ့်ခြေအနေကိုဆွေးနွေးခဲ့ပါတယ်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာတရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ခြေအနေတွေပါဝင်မူရစီပါတားဆီးကာကွယ်ရေးလုပ်ငန်းတွေလည်းဆွေးနွေးခဲ့ကြတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်ဒါအပြင်အွန်လိုင်းလောင်းကစားမှုနဲ့အွန်လိုင်းငွေကြေးလိမ်လည်မှုတွေပပျောက်ရေးအတွက်နိုင်ငံပူးပေါင်းဆောင်ရွက်နေတဲ့ခြေအနေတွေပါဝင် နေဆက်ဒီသားကုံသွေးအေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့လဲဆွေးနွေးခဲ့တာပါမလ10ရက်နေ့ကလည်းစစ်ကောင်စီရဲ့ငငင်ကြားရေးဝန်ကြီးဦးသန်းစွေနဲ့မစ္စတာတိတ်ရှိချင်းတို့တွေ့ဆုံခဲ့ပြီးညီငယ်ရေးနေဆက်ဒီညီရေးလူမှုစီးပွားတိုးတက်ရေးစတဲ့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကိုအရှင်ယုံမြင့်တင်ဖို့ဆွေးနွေးခဲ့ပါသေးတယ်လေလာသူတွေကတော့စစ်ကောင်ဆောင်တဲ့ဖွဲ့ဝင်တွေရဲ့ရုရှားနဲ့ဘယ်လာရစ်ခီးစဉ်ပြီးတရုတ်အထူးကိုယ်စားလှယ်ကနေပြည်တော်ကိုရောက်ချလာတာဟာတန်တမန်နီးရကဲခတ်ပြီးမြမအရေးပြည့်ပင်မထားကြောင်းလာပြောတာလို့သုံးသပ်ကြပါတယ်ရုရှားနိုင်ငံနဲ့ဘယ်လာရစ်နိုင်ငံက နိုင်ငံတော်ဆင့်ရှိကြည်ခီးဖိတ်ကော်ချေရစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမြောင်လိုင်းနဲ့ဖွဲ့ဝင်တွေဟာမလ3ရက်နေ့ကနေ9ရက်နေ့ထိတပတ်ကြာတောရောက်ခဲ့ပါတယ်။အဲ့ဒီခီးစဉ်မှာနိုင်ငံရေးစီးပွားရေးကာကွယ်ရေးစတဲ့ကဏ္ဍဆောင်ကနိုင်နိုင်ငံဆိုးရတွေနဲ့အကျိုးတူပူးပေါင်းတဲ့သဘောတူစာချုပ်တွေရေးထိုးနိုင်ခဲ့ပြီးရွေးကောက်ပွဲကိုလည်းရုရှားနဲ့ဘယ်လာရစ်ကတောက်ခံပေးမိပြီးအပြင်ကူညီပေးသွားမယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။